ဒါတော့ PUBG Mobile မှာတွေ့ရတဲ့ mode အသစ် and fail predictor လို့လို့ရသလို survivor ရှင်တန်သူလဲလို့လို့ရပါတယ် predictor ကတော့ survivor ကိုလိုက်ရှင်ရမှာဖြစ်ပြီး survivor ကတော့ predictor လက်ထက်ကနေလွတ်မြောက်အောင်ဒီနေရာကနေထွက်ရမှာဖြစ်ပါတယ် predictor နဲ့ပတ်သက်ပြီးဥစွာပြောကြည့်ကြည့်အောင်ဗျာ predictor ကိုကြီးရမယ်ဆိုရင်တော့တယောက်တည်းပဲဖြစ်ပါတယ်ဒါပေမဲ့ predictor ကိုဘယ်လို့မှရှင်လို့မရပါဘူးဗျာ survivor ရေကို attack လို့ range ရရှိပြီး skill တွေပွင့်ပါလိမ့်မယ် predictor မှာ skill ၃ခုရှိပါတယ်ပထမတစ်ခုကတော့ hook လို့ခေါ်တဲ့ jade ဂျိန်းနဲ့ Survivor ကိုဆွဲပြီး attack လုပ်လို့ရပါတယ်အတားဆီးတွေကိုဂျိန်းအသုံးပြုမှတနည်းအားနဲ့တနည်းအားအလွယ်တကူသွားလို့ရပါတယ်ဒုတိယ skill ကတော့ slow trap ဒီ slow trap ကို activate လုပ်လိုက်တာနဲ့ဘာမှမမြင်ရတော့ပါဘူးဒီကောင်အသုံးပြလိုက်တယ်ဆိုရင်တော့ပောက်ကွဲပြီးအဲ့ area အတွင်းမှာရှိတဲ့ survivor ရဲ့ movement ကိုနှေးစီပါလိမ့်မယ်တတိယ skill ကတော့ invisibility ကိုပျောက်ပြီးမှ survivor တွေကို attack လုပ်လို့ရပါတယ် predictor ရွေးထားတယ်ဆိုရင်တော့ဒီ skill ရဲ့အသုံးပြပြီးမှ survivor တွေကိုဒီကနေ့အပြစ်မထွက်အောင်အမြန်ဆုံးရှင်းရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ survivor ဆိုကြပါစို့ဗျာတကယ်ချင်းတော့ survivor ရွေးပြီးဆိုးတယ်ဆိုရင်တော့ပွေးစားတာနဲ့ဒီ skill သုံးခုတွေကကြိုက်တဲ့ skill တစ်ခု random ရရှိမှာဖြစ်ပါတယ် survivor မှာကြီးမဲ့ဆိုရင်လည်း skill သုံးခုတွေ့မြင်ရမှာဖြစ်ပါတယ်ပထမတစ်ခုကတော့ jet gauntlet survivor ရေအပြင်းမြစီမှာဖြစ်ပြီးတကားတွေပါလေအလွယ်တကူကြောခွာလို့ရပါတယ်ဒုတိယ skill ကတော့ AED anti radiation တကယ်ချင်းတွေကိုအမြန်ကယ်ပြီးသူအမြန်ဖြည့်ပေးလို့ရပါတယ်တကယ်ချင်းတွေကိုထမ်းပြီးမှလည်းအမြန်ပြေးနိုင်မှာဖြစ်ပါတယ် တတိယ scale ကတော့ wrench terminal လေးကို activate လုပ်တဲ့အချိန်ကိုမြန်စီမှာဖြစ်ပါတယ် survivor ဖြစ်ပြီဆိုရင်တော့ဒီက terminal လေးကို activate လုပ်ရင်မှဒီကနေအမြန်ဆုံးထွက်ဖို့ကအရေးကြီးတာဖြစ်ပါတယ်ဒီက terminal activate လုပ်တဲ့အချိန်ကိုသူကမြန်စီမှာဖြစ်ပါတယ် survivor တွေမှာကြည့်မယ်ဆိုရင်နှလုံးခုန်နှုန်း monitor ရှိပါတယ် predictor တွေကဒီက invisibility skill သုံးပြီးမှခုအနီးနာကပ်လာတယ်ဆိုရင်တော့နှလုံးခုန်နှုန်းကမြန်လာပါလိမ့်မယ်ဒီလိုအချိန်မှာနယံနေပါတယ်ဖြိုပြီးမှထွက်ပြေးလို့ရပါတယ် bio တွေလည်းပုံလို့ရပါတယ်ကိုပုံနေတဲ့ bio predator ကအတိအကျတိသွားတယ်ဆိုရင်တော့တခါတည်းရှင်းခံရမှာဖြစ်ပါတယ် Survivor ရရမြေပေါ်မှာခြားလိုက်ပြီးတဲ့လက်နက်ကင်လို့ရပါတယ် Predictor တွေကို attack လုပ်လို့ရပါတယ်အပြတ်တော့ရှင်းလို့မရပါဘူးစေအီးနဲ့ဖြစ်စေ Berry တွေစာအီးမှာဖြစ်စေသွေးတွေပါတယ်ဖြည့်လို့ရပါတယ်ဒီကနေ escape လုပ်ဖို့ဆိုရင် terminal 5ခုကိုဖွင့်ရပါလိမ့်မယ်ကိုက terminal ကိုဖွင့်နေတဲ့အခါမျိုးပဲဖြစ်စေရန်သူကိုစေးကုပေးနေတဲ့အခါမျိုးပဲဖြစ်စေ Predictor ကကိုယ့်ရဲ့နေရာကိုတွေးရမှာဖြစ်ပါတယ် Predictor ကကိုနောက်လိုက်လာမှာဖြစ်ပါတယ် ဒီရဲ့ predictor လက်ထက်ကနေလွတ်မြောက်အောင်ပြေးမှာဒီရဲ့ terminal လေးကို activate လုပ်ပြီးမှာဒီတကားတွေဖွင့်ပြီးမှာဒီကနေထွက်တယ်ဆိုရင်တော့တကယ်ကျတော့ mission ကအောင်သွားမှာဖြစ်ပါတယ်ဒီလိုပုံစံဒီရဲ့ unfield mode ကအလုပ်လုပ်တာမျိုးရှိပါတယ်တကယ်ကျတော့ဒီရဲ့ unfield mode ကိုဆော့ကြည့်ပြီးသွားရလားမဆော့ရသေးဘူးလားဘယ်လိုမြင်လဲပေါ့ဗျာနောက်တစ်ခုကဒီရဲ့ unfield mode နဲ့ပတ်သက်ပြီးမှာတကယ်ကျတော့ machine တွေဘာတွေရှိတယ်ဆိုရင်တော့ comment မှာမျှဝေပေးသွားဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာနောက်တစ်ခုကဒီရဲ့ survivor နဲ့ predictor backup ပို့ပြီးမှာတကယ်ကျတော့သဘောကျလေပေါ့ဗျာဒါကိုလည်းဖော်ပြပေးသွားလို့ရပါတယ်ဗျာ ါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။တကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျ။